စေရနာရှင်ပရာဟိတသမားအဖြစ်ကနေနိုင်ငံကျော်ထိတ်တန်းမင်းသားဖြစ်လာတဲ့ကိုထွန်မင်း ပေးသမ်းများအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူအများရဲ့လေးစားချစ်ခင်မှုတွေကို provider အလုပ်ငန်းတွေနဲ့ရယူနိုင်ခဲ့တဲ့ provider သမားဘဝကနေနိုင်ငံကျော်မင်းသားဖြစ်လာတဲ့ကိုထွန်းမင်းရဲ့အကြောင်းကိုပြပြပေးသွားမှာပါကိုထွန်းမင်းလို့ပြောလိုက်တာနဲ့ provider တွေက provider အလုပ်ငန်းတွေကိုအားကျုံးမှန်တက်လှုပ်ဆောင်ပြီးတော့အများစုကိုတည်ပိုးနေသူတယောက်ဖြစ်နေအသိမဲ့ပြုထားကြတာပါသူဦးဆောင်ဖွင့်လှစ်ထားတဲ့စံဆိုင်လေးကနေတဆင့်အခြေခံလူရန်းစားတွေအတွက်ဈေးနှုန်းမှန်ကန်စွာနဲ့ရောင်းချပေးတာအခက်အခဲဖြစ်နေ ရဲ့သူတွေကိုတတ်နိုင်တဲ့လောက်ကူညီပေးတာတွေကြောင်းသူ့ကိုလူများကပရိုက်တာကိုထုံးမင်းဆိုပြီးတော့စစ်စနိုးနဲ့ခေါ်ဝေါ်ခဲ့ကြပါတယ်။ဒါပေမဲ့လူတော်တော်များများမသိကြသေးတဲ့အချက်ကတော့ကိုထုံးမင်းဟာအမှုပညာကိုငယ်စဉ်ကတည်းကယူသွခဲ့ပြီးတော့တရုံဆောင်တယောက်ဖြစ်ချင်ခဲ့တဲ့သူဆိုတာပါပဲ။သူဟာပရိုက်တာမလုပ်ခင်လူအများအခုလောက်အသိမှတ်မပြုခင်ကတည်းကရုပ်ရှင်ဇာတ်ကားကြီးတွေမှာဇက်ဘူးဇက်ရံနေနဲ့ပါဝင်တရုံဆောင်ခဲ့ပူပါတယ်။ဒါပေမဲ့အဲ့ဒီချိန်တုန်းကသူ့ကိုဘယ်သူမှတိတ်ပြီးတော့အခွင့်အရေးမပေးခဲ့ကြပါဘူး။ဒါကြောင့်တရုံဆောင်ဖြစ်ချင်တဲ့သူ့ရဲ့အိ ိမ်မက်ကအရာမထင်ပဲမေးမိန်နေခဲ့ရပါတယ်။တချို့ကတော့ brighter လို့ပြီးမှနာမည်ကြီးတော်မှအနုပညာလောကတွေကို line ပူးတယ်လို့ဝေဖန်နေကြပေမဲ့ဒါကသူ့ရဲ့မပြီးဆုံးသေးတဲ့ငယ်ဘဝအိမ်မက်ကိုအကောင့်ထဲပြန်ပေါ်ဖို့ကြိုးစားခဲ့ရဖြစ်ကြောင်းသူကရှင်းပြခဲ့ပါတယ်။ အခုတော့ကြိုးစားရင်ဘာမှစိုးဖြစ်နိုင်နေဆိုတဲ့စကားအတိုင်းပါပဲကိုထွန်းမင်းတယောက်သူ့ရဲ့အိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်ခွင့်ရရှိခဲ့ပါပြီအဲ့ဒါကတော့စုံမှတ်လို့အမည်ရတဲ့အမှုခင်းပရာဟိတဇလန်တွဲကြီးမှာဇပိုးဆိုင်ရန်အဖြစ်ကနေဒုတိယမင်းသားတယောက်ဖြစ်နေအကယ်ဒမီမင်းသားထွန်းထွန်းနဲ့အတူအပြိုင်တရုပ်ဆောင်ခွင့်ရခဲ့တာဖြစ်ပါတယ် ဒီဇလန်နဲ့ဟာသူရဲ့ brighter ပုံရိပ်နဲ့လည်းကန့်ညီတယ်လို့သူရဲ့တရုတ်ဆောင်စွမ်းရည်ကိုအပြေအဝါချပြနိုင်မဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးတသက်မှာတခါမရဘူးတဲ့အခွင့်အရေးကြီးကိုရရှိခဲ့တဲ့အတွက်ကိုထုံးမင်းကိုတိုင်သာမကသူရဲ့မိသားစုကပါထပ်တူပျော်ရွှင်ခဲ့ကြရပါတယ်။အထူးသဖြင့်တော့သူရဲ့မိခင်ကသားဖြစ်သူအတွက်အတိုင်းမသိဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။စုံမတ်ဇလန်တွဲမိတ်ဆက်ပွဲကိုကိုထုံးမင်းကသူရဲ့မိခင်ကိုအတူတကားခေါ်ဆောင်လာခဲ့ပြီးတော့အရင်ကဇယံဘဝတုန်းကတခါမှမဖိတ်ခေါ်နိုင်ခဲ့တဲ့ ွဲခမ်းနောက်ကိုအခုလိုအရေးပါတဲ့ဇက်ကောင်နေရာကနေပါဝင်တဲ့တားဖြစ်သူနဲ့အတူတက်ရောက်ခွင့်ရတဲ့အတွက်အမိခင်ဖြစ်သူရဲ့မျက်နှာမှာပီတီအပြုံးတွေနဲ့ကြည်နူးနေကြတာကိုမြင်တွေ့ခဲ့ရပါတယ်။ သူရဲ့ငယ်ဘဝအိမ်မက်တစ်ခုကအခုမှတကယ်ဖြစ်လာတာကိုမြင်တွေ့ရတဲ့မိခင်တယောက်ရဲ့ဝမ်းသာပီတိမျက်ရည်ကတော့တကယ်ကိုတန်ဖိုးဖြတ်လို့မရပါဘူးမိခင်ဖြစ်သူကတော့တားဖြစ်သူကိုဒီလိုနေရာထိရောက်လာလိမ့်မယ်လို့တခါမှမမျှော်လင့်ထားခဲ့ဘူးလို့ဆိုပါတယ်အခွင့်အရေးမပေးကြလို့စိတ်ဓာတ်ကျမသွားပဲတပတ်ကနေ brighter လို့တွေနဲ့အများကြိုးပြုရင်းနဲ့အောင်မြင်မှုလမ်းကြောင်းပေါ်မှာပြန်ရောက်လာတဲ့တားအတွက်သူတကယ်ကိုဂုဏ်ယူနေမှာသိကြပါတယ်ကိုထုံးမင်းကတော့တယောက်ဆောင်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်စူးစမ်းသွားမယ်အပြင်သူ့ဘဝရဲ့အဓိကမန် ိုင်ဖြစ်တဲ့ပရိုက်တာလုပ်ငန်းတွေကိုလည်းလက်မလွတ်ပဲဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။သူရဲ့အောင်မြင်လာတဲ့စံဆိုင်လုပ်ငန်းကနေရရှိတဲ့အကျိုးအမြတ်တွေနဲ့နောက်ထပ်ဆိုင်ခွဲတွေဖွင့်ပြီးတော့အခြေခံလူရန်းစားတွေကိုကူညီပေးဖို့လည်းရည်ရွယ်ထားပါသေးရဲ့။ကေပရိသတ်ကြီးတို့လည်းအခက်အခဲတွေကြားကနေစူးစမ်းမှုစေတနာမှန်ကန်မှုတွေနဲ့အောင်မြင်မှုပန်းနိုင်ကိုရောက်ရှိလာခဲ့တဲ့ပရိုက်တာမင်းသားကိုထုံးမင်းအတွက်ဂုံယူဝမ်းသာစကားလေးတွေကိုမှတ်ချက်ပေးရေးသားခဲ့ကြပါအောင်ရှင်။ကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။